ူးရင်သည်အုံနှုတ်ခေါက်ဆွဲကောင်းကောင်းလေးတပွဲဘလို့ချက်မလဲဒီနေ့မှာတော့ကျွန်တော်ကဒူးရင်သည်အုံနှုတ်ခေါက်ဆွဲချက်ပြမှာပဲဖြစ်ပါတယ်အနန်းကလည်းမှုရဲအရာသာကလည်းဤပြီးတော့စိတ်မိစားလို့တိတ်ကောင်းတဲ့ဒူးရင်သည်အုံနှုတ်ခေါက်ဆွဲချက်နီးလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့ရန်အတွက်ကျွန်တော်မြတ်တာရက်ခံအပ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler ော်လန်ခီးသွားဆိုတဲ့ YouTube channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့ဒူရင်ဒီအုံနှုတ်ခေါက်ဆွဲမှာချက်ဖို့ရန်အတွက်ကျွန်တော်မှားထားတဲ့ဒူရင်ဒီအစိမ်းဖြစ်ပါတယ်ဒီအမဲ့ဆိုရင်မီးပူနဲ့တွေ့တဲ့အခါမှာအရန်ပြော့သွားမှာဆိုတဲ့အတွက်ကျွန်တော်ကအစိမ်းကိုမှားပြီးချက်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒူရင်ဒီအုံနှုတ်ခေါက်ဆွဲမှာထည့်ပြီးတော့ချက်ဖို့ရန်အတွက်လိုအပ်တဲ့အစာပလာတွေကိုကျွန်တော်ဝယ်ထားတာပဲဖြစ်ပါတယ်။အဲချက်သွင်းနေပါမယ်၊ကြက်ဥပါမယ်ပြီးတော့တက်တက်လွတ်စားတဲ့သူတွေပါတဲ့အတွက်ကျွန်တော်ပေးပြားလဲထည့်သုံးထားပါတယ်။ အရင်ဆုံးကျွန်တော်ကြက်သားလေးတွေကိုကျွန်တော်အတုံးတီးတီးလေးတွေကျွန်တော်လှီးပါမယ်ဒီကကျွန်တော်ကတော့အဲလူဦးရေ20ဝန်းကျင်စာလောက်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကြက်သားအဲဟိုတကီလိုအတုံးပြပါတယ်ဒီကျွန်တော်အသားကြီးပဲတုံးတယ်ပေါ့နော်တချို့ကတော့အယူလေးနဲ့လည်းတုံးပါတယ်အဲကျွန်တော်ကဒီကြက်သားကိုအတုံးတီးတီးလေးတွေလီးပြီးတဲ့အခါမှာတခါတည်းပဲငံပြာရီတို့ဒီအချိုမုံတို့အသားမုံတို့เนาะစားတို့ထည့်ပြီးတော့ကျွန်တော်တခါတည်းပဲနှက်ထားပါဗျ အဲ့ဒီလိုနှက်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီကျွန်တော်ရဲ့ဒူရင်ဒီအုံနှုတ်ခေါက်ဆွဲမှာအသုံးပြုဖို့ရန်အတွက်လိုအပ်တဲ့ကျွန်တော်ဒီဂလဘဲပေါ့ကျွန်တော်အဲ့ဒီဂလဘဲကိုကျွန်တော်စိမ်ပါမယ်ပြီးရင်ပြုတ်ပါမယ်အပြီးရင်တော့ကျွန်တော်ကဒီကျက်သွန်ဒီပေါ့ဒီကျက်သားကိုကျွန်တော် လုံးဖို့စီချက်ချက်ဖို့ရန်အတွက်ဒါကျွန်တော်ကျက်သွန်ဒီပပလီမယ်ပြီးရင်ကျွန်တော်ထောင်းမယ်အဲဒီထဲမှာကျွန်တော်အယောင်နဲ့မှုံလေးပါတခါလဲထည့်ပြီးတော့ဒီစီချက်အနှစ်လုံးပါပဲဖြစ်ပါတယ် ဲဒါကျွန်တော်ကတော့ဒီဟင်းရီချက်တဲ့နေရာမှာကြက်သားကိုတီးတက်မထည့်ပဲနဲ့ဒါကြက်သားကိုတီးတက်တအိုးကျွန်တော်အရင်ဆုံးအဲဒီလုံးချက်လေးချက်လိုက်တာပေါ့နော်အဲပြီးပြီဆိုမှဒီကျွန်တော်ချက်ထားတဲ့ကြက်သားကိုကျွန်တော်ကကျွန်တော်ရဲ့ဒူရင်ဒီအုံးလို့ခေါ်ဆိုအိုးလေးကိုပြန်ရောထည့်มาပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီကျွန်တော်ရဲ့အဖွဲထဲမှာတက်တက်လွတ်စားတဲ့သူတွေပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဒီကြက်သားနဲ့တအိုးဒီဘဲပြားနဲ့တအိုးချက်มาပဲဖြစ်ပါတယ် အဲဒါကျွန်တော်ကဒီဒူးရင်ဒီအုံနုခေါက်ဆွဲချက်ဖို့ရန်အတွက်ဒါကျွန်တော်အုံနုစပြီးတော့ကြိုမာပဲဖြစ်ပါတယ်။အဲဒီနေရာမှာကျွန်တော်ကအုံနုကိုဒီအုံဒီအစ်စ်မသုံးဘဲနဲ့ကျွန်တော်ဘူးကိုပဲအသုံးပြုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အချိန်အနည်းငယ်ပဲရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အုံဒီခွဲဖို့အုံဒီခွာဖို့ဒီအုံဒီချက်ဖို့ညှစ်ဖို့တွေအခက်အခဲရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဒီ အုံးနုပ်ဘူးပေါ့နော် ready made အုံးနုပ်ဘူးကိုအသုံးပြုပြီးတော့ကျွန်တော်မီးဖို့ပေါ်မှာအပူပေးပါတယ်ကျွန်တော်ဗာရေးမှမထည့်ပဲနဲ့ဒီအုံးနုပ်ကိုပဲကျွန်တော်တီးတက်မီးပူပူလေးနဲ့ကျွန်တော်မီးပြင်းပြင်းလေးနဲ့အပူပေးတယ်အဲ့ဒီခါမှာအုံးနုပ်လေးရပြစ်လာပြီး ပြီးတော့ဒီအုံလို့ရဏန်လေးကပို့ပြီးတော့မှုေးတရက်မှုေးလာပြီဆိုတဲ့အခါရောက်ရင်တော့ဒါဆောနာကျွန်တော်လုံးထားတယ်ပေါ့နော်အဲကြက်သားပေါ့အဲ့ဒီကြက်သားတွေကိုကျွန်တော်ကဒီဒူးရင်ဒီအုံလို့ခေါဆဲချက်မဲ့ဒီအုံလို့တဲကိုကျွန်တော်ကအဲထည့်ပြီးတော့ဒီရောပြီးတော့တခါပြန်ပြီးတော့ချက်မှာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒီလူမျိုးဒီကျွန်တော်ဆောနာကြိုထားတဲ့အုံလို့ ਨੇ ကျွန်တော် နှက်ထားတယ်ပေါ့နော်ကျွန်တော်ဒီချက်ထားတဲ့ကြက်သားနဲ့လုံးပြီးတော့အချိန်တစ်ခုကြာလာပြီးစီလေးလေးလည်းပွက်လာပြီးသူ့ရဲ့အနံလေးကလည်းတအားလေးတင်းလာပြီးဆိုတဲ့အခါကြာရင်တော့ဒါကျွန်တော်ဆောင်းနှခွဲထားတဲ့ဒူရင်ဒီအစိမ်းပေါ့နော်ဒီဒူရင်ဒီအစိမ်းတွေကိုကျွန်တော်အနေတော်လေးလေးလီလီပြီးတော့ကျွန်တော်ဒီကြက်သားဦးတွေကိုရောထဲလိုက်မှာပဲဖြစ်ပါတယ်ရောထဲပြီးတဲ့အခါကြာရင်တော့ကျွန်တော်တိချာပြန်မှွေမယ်ဒီဒူရင်ဒီကအစိမ်းဖြစ်နေတဲ့အတွက်ဒူရင်ဒီလေးနူးလာပြီးဆိုတဲ့အချိန်ကြာမှဒါကျွန်တော်ကနေပြီးတော့ရေထဲမှာဖြစ်ပါတယ် ရေထည့်ပြီးတဲ့အခါကျလို့ရှိရင်တော့နောက်ပိုင်းနေပြီးတော့ကျွန်တော်လိုအပ်တဲ့ကျွန်တော်ဒီနေရာမှာသုံးဖို့ရန်အတွက်ကျွန်တော်ဒီကျက်သွန်ဒီအလုံးသေးသေးလေးတွေကိုကျွန်တော်အခွင့်ခွာထားတယ်ကျွန်တော်၄၅၀လုံးလောက်ထည့်မယ်ပေါ့နော်အဲအဲ့ဒီကျွန်တော်အခွင့်ခွာထားတဲ့ကျက်သွန်ဒီအစိမ်းလေးတွေကိုကျွန်တော်ရဲ့ဒီဒွင်းဒီအုံနှုတ်ခေါက်ဆွဲချက်မဲ့ဦးရဲကိုကျွန်တော်ထည့်ထားလိုက်တယ်အဲ့ဒီလိုကျက်သွန်ဒီထည့်ပြီးသွားတဲ့အခါမှာကျွန်တော်ဒီအစနှုံးကပြုတ်ထားတဲ့ဂလဲဘဲကိုကျွန်တော်ကျင်ညက်အောင်ထောင်းတယ်။အဲ့ဒီထောင်းထားတဲ့ဂလဲဘဲကိုကျွန်တော်ရဲ့ဟင်းရီအိုးတွေကိုကျွန်တော်ထည့်မှာပဲဖြစ်ပါတယ်။အဲ့ဒီလိုထည့်ပြီးတော့မှဒီကျက်သွန်ဒီ နူးလာတဲ့အချိန်လောက်ထိเนาะကျွန်တော်ကစောင့်ပါမယ်။အဲဒါအဲ့ဒီအချိန်မှာပဲကျွန်တော်ကဒီကျွန်တော်ရဲ့ overhead မှာဒီအရသာမုံပေါ့နော်။အဲလိုအပ်တဲ့ကျွန်တော်အရသာကိုအနှဲငယ်မြည်ပြီးတော့ကျွန်တော်အရသာထည့်တယ်။အဲထည့်ပြီးလို့ဒီအိုးကဆူလာပြီးပွက်လာပြီးဆိုတဲ့အခါရောက်ရင်တော့ဒါကျွန်တော်ရဲ့ဒူးရင်ဒီအုံလို့ခောက်ဆွဲကြက်ပြီးလို့ပြောလို့ရပြီပေါ့နော်။ ကျွန်တော်ရဲ့ဒူယင်ဒီအုံတို့ခေါဆွဲကကြက်ပြီးရာခံနေပြီးဆိုတဲ့အချိန်မှာတော့ကျွန်တော်ကဆောနာကြက်ဥ၅လုံးကိုဖောက်ပြီးတော့ထည့်มาပဲဖြစ်ပါတယ်ကြက်ဥထည့်လိုက်ခြင်းအပြင်ကျွန်တော်ရဲ့ဒူယင်ဒီအုံတို့ခေါဆွဲရဲ့အရသာကပို့ပြီးတော့ပေါ်လွန်စေလာมาပဲဖြစ်ပါတယ်ခင်ဗျာအဲဒူယင်ဒီအုံတို့ခေါဆွဲလို့ပြောထားပြီးတော့ကျွန်တော်ကဒီနေရာမှာတော့ဒီပန်ဒီဘက်ကိုအသုံးပြုလိုက်တယ်ဗျဒူယင်ဒီအုံတို့ခေါဆွဲနဲ့ကျွန်တော်တွဲဖက်ပြီးတော့အစားသုံးมาပဲဖြစ်ပါတယ်အဲအရသာကလည်းအရန်စားကောင်းတယ်သူ့ရဲ့ရနံလေးကလည်းမှုေးပြီးတော့တင်းနေတယ် ဒီနေရာမှာအုံနိုးရဲ့အရာသာရောဒူရင်ဒီရဲ့အရာသာရောဆိုတော့ဘယ်လိုပြောရမလဲစားရတာအရန်မိုက်တယ်ဗျာဒီလားအဲတွေးထိုးရှိတဲ့သူတွေဆိုရင်တော့ဒါကိုလက်တဲ့မဆန်းဘူးကျွန်တော်ဒီနေရာကနေပြီးတော့အဲမေတ္တာရက်ခံညင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲကျမကြီးအတွက်ဆိုရင်တော့အဲနည်းနည်းမကောင်းနိုင်ဘူးပေါ့နော်ဒါကျွန်တော်တို့လူငယ်တွေလည်းဖြစ်တယ်အဲကြိုက်လဲကြိုက်တဲ့အတွက်ဒါကျွန်တော်တို့စမ်းပြီးတော့ချက်စားကြတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ခုကျွန်တော်တင်ဆက်ပေးသွားတဲ့ဒူရင်ဒီအုံနုခေါဆွဲချက်နည်းလေးကိုမိတ်ဆွေတို့သဘောကျတယ်။ချိန်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကို like comment share ပြုလုပ်ပေးခဲ့ပါအောင်ခင်ဗျာ။ပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးဖို့ရန်အတွက်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ဒီနေရာကနေပြီးတော့ပဲထပ်မံတောင်းဆိုအပ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။